ကောင်မလေးတယောက်ကိုသဘောကျတယ်။ဒါပေမဲ့နောက်ဆုံးမှလည်းတခြားတစ်ယောက်နဲ့တွေ့သွားတာ။ဒါပေမဲ့အဲ့ကောင်မလေးကိုသဘောကျနေရုံပဲ။ဟုတ်ဒီလိုဒီလိုဒီလိုသူကဘယ်လိုလဲဆိုတော့မနမိုးလေးနိုင်သမီးညောစားတာဗျာ။စားတဲ့ခါကျတော့ကျုပ်ပါတယ်ပါပဲကွာ။သမီးညောတော့စားနေမှာပဲ။အဲကျုပ်ပါတာမပါဘူး။အော်ဘယ်လိုဖြစ်နေရလဲ။မင်းနဲ့ဘာဖိုင်လို့လဲ။ချက်ပြီ။ညအောင်ရမ်းရှိုးရဲ့နော်။ကိုမင်းနဲ့ညီတွေငါပြောအောင်ပြော။ဒီနီလေးနဲ့ပေါင်ခင်ဖြစ်တာကတော့ကျွန်တော်ကသူ့ရဲ့ energy ကိုကြိုက်လို့ပေါ့နော်လူငယ်တွေရောကျွန်တော်တို့ရံကုန်ဆက်ဆက်ရောက်တော့မှမူနဲ့တူတယ်ပေါ့။ဘာလို့ဆိုတော့ ျွန်တော်ဆိုရန်ကုန်ရောက်တော့လုံးမဲ့ကိုင်းမယ်ဆိုရယ်ကဘာကြီးပဲတောင်ကျက်နေပြင်းနေဆယ်မူပေါက်နေဆိုတော့အဲအဲ့လိုမျိုး move ဖြစ်နေတယ်အားပေးပါတယ်ကျွန်တော်အဲ့လိုမျိုးကျွန်တော် grinder အရင် active ဖြစ်ပြီမဲ့အဲ့လို active ဖြစ်တဲ့လူတွေအတွင်းအားပေးရအောင်တွေးဆောင်ခြင်းနေတာကန့်တချက်မရှိခင်ကိုပြန်ဆောင်နိုင်ပါအောင်မလားချယ်ပြီ တရရရတော့ရှိပါတယ်ကျွန်တော်ကတော့ဟိုဟာကွန်ပျူတာခန့်ကိုဟိုဟာ2020လောက်တည်းကတည်ရပါတော့အဲဒီချိန်မှာပထမဦးဆုံးဒီလိုမျိုးပြန်ပြီးရော production ရိုက်တာရောပြန်ပြီးရောရိုက်ရတာဖြစ်တဲ့အတွက်ကိုယ်နဲ့တက်ဆောင်ရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းအများကြီးတော့ကြိုးစားထားတယ်ပေါ့နော်ဟုတ်ဒီနေ့လေးနဲ့ပေါင်ခင်ဖြစ်တာကြတော့ကျွန်တော်ကသူ့သူ့ energy ကိုကြိုက်လို့ပေါ့နော်လူငယ်တယောက်ကျွန်တော်တို့ရန်ကုန်ဆက်ဆက်ရောက်တော့မှုနဲ့တူတယ်ပေါ့။ဘာလို့ဆိုတော့ကျွန်တော်ဆိုရန်ကုန်ရောက်တော့လုံးမဲ့ကိုင်းမယ်ဆိုရယ်ကဘာကြီးပဲတောင်ကျနေနေဆယ်မှုပေါ့ညာဆိုတော့အဲအဲ့လိုမျိုး move ဖြစ်နေတယ် အားပေးပါတယ်ကျွန်တော်အဲ့လိုမျိုးကျွန်တော် grinder အရင် active ဖြစ်နေမယ်အဲ့လို active ဖြစ်တဲ့လူတွေအတွင်းအားပေးရဟုတ်တယ်ဟုတ်တယ်လားအဲ့ဟာကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဟိုပါပေါ့တောင်ပါလေးတယောက်နဲ့တိုက်မိခဲ့တာမျိုးတကယ်ဖြစ်ခဲ့ရတကယ်ဖြစ်ခဲ့တဲ့အချိန်မှာကျတော့အဲ့ဒီမှာဘာလုံးလုံးလုံးရမယ်မသိရဲ့အချိန်မှာဒီဘက်မှာအချိန်နဲ့ပတ်သက်တဲ့ဟာမျိုးလဲပေါအောင်ပေါ့နော်ဇလန်ထဲမှာဇလန်ရဲ့ပုံစံကျတော့ဘယ်လိုလဲဆိုတော့ ကိုချစ်တဲ့ကိုချစ်တာထက်ကိုကိုချစ်တာကိုပို့ပြီးတော့ရွေးချယ်ွားတဲ့ပုံစံမျိုးလေးပေါ့နော်မနက်ဖြန်မှာတော့ကျွန်တော်တို့အဲတင်ပါပေါ့နော်မမတင်ခင်မှာကျွန်တော်တို့ဒီအားလုံးပေါင်းပြီးတော့ family show လို့မျိုးပုံစံမျိုးလေး production ရလောက်တာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဘက်ကနေပြီးတော့လာပြီးတက်ရောက်ပေးရပါဟုတ်ကဲ့လာပါတဲ့အချစ်တလန်လေးပေါ့အာဘယ်လိုပြောရမလဲဖောက်ပြန်နေရဲ့ကြားထဲမှာမှမှအချက်တလန်လေး drama တလန်လေးတခုညွှန်တွေ့ရမှာပေါ့နော်ဟုတ်ပြန်ဒီကတက်ခွေးရမှာဟုတ်ကဲ့နာများနေရဲ့ခက်တယ်ဒီကတက်ခွေးမှာဒါတာခဲမှာကျွန်တော်မကွာရကျွန်တော်ကပုံမှန်ပဲကျွန်တော်ကတော့ ြစ်မှာလဲအဲ့လိုမျိုးရေးသားမရှိဘူးတော့တောင်းမှာပါတောင်းရပါဘူးပါတောင်းပါဟုတ်တရားထဲနဲ့ရိုက်ခဲ့ရပုံမှန်ဆိုရင်တော့ကျွေးရှင်းရနှစ်ရက်ရရမှာပေါ့နော်အဲဒါမဲ့မိုးကလည်းအဲ့ချိန်မှာတကယ်လုံးဝမရွာဘူးမရွာဘူးဆိုတော့နေဘူးထဲမှာရိုက်ခဲ့ရတဲ့မိုးရွာရဲ့အဆင်းပေါ့နော်အဲ့လိုမျိုးပါဘင်းသားတွေကလည်းပါဘင်းသားတို့ကစားလိုက်အိတ်လိုက်နဲ့ဘေးမှာလိုက်ညာအောင်လေအဲချယ်ရီရဲ့မှာဘလို့ဖြစ်နေရလဲမင်းကဘာဖိုင်လို့လဲချယ်ရီမြန်မာအရန်ရှော်ရဲ့နော်ပုံမှန်နဲ့ညီတယ်ငါပြောအောင် ကောင်မလေးတယောက်ကိုသဘောကျတယ်။ဒါပေမဲ့နောက်ဆုံးမှလည်းတခြားတယောက်နဲ့တွေ့သွားတာ။ဒါပေမဲ့အဲ့ကောင်မလေးသဘောကျနေရုံပဲ။မဟုတ်ဒီလိုဒီလိုဒီလိုသူကဘယ်လိုလဲဆိုတော့မနမိုးလေးနိုင်သမီးညောစားရဗျာစားရခါကျတော့သူကကျုပ်ပါနဲ့ပါပဲကွာသမီးညောတော့စားနေမှာပဲအဲကျုပ်ပါတာမပါဘူးဟာရိုက်တာကတော့ IC production ကနေပြီးတော့ရိုက်တာပါဟုတ်ကဲ့ဇလင်းဟုတ် ဇလန်းကတော့ဟိုဟာကျွန်တော် idea လဲအနေငယ်ပါရယ်ပေါ့နော်သူတို့နဲ့ပေါင်းပြီးတော့ collaboration ပုံစံမျိုးနဲ့ကိုမင်းသိခန့်ကိုတိုင်ရောအဲ့လိုမျိုးပေါင်းပြီးတော့ကျွန်တော်တခုခုအဲ့လိုမျိုးလောက်ကြမယ်ပေါ့နော်အဲ့လိုမျိုးကနေပြီးတော့ပေါင်းပြီးတော့လောက်ကြမယ်ဒီလိုမျိုးလေးထွက်လာတယ်ပေါ့ဟုတ်ဒီမှာရောင်းလိုက်ရအောင်လေလေရောင်းထားပါပါထိုင်နေတော့ကောင်းထားတော့ဘူကောင်းပါဘူး interrange ဆိုတာ ဲ့ဝေးထဲမှာဖြစ်ခဲ့ဇလန်ဝေးထဲမှာဖြစ်ခဲ့ဇလန်တစ်ပုတ်ပေါ့เนาะအဲ့လိုကောင်မလေးကိုတွေ့ခဲ့ရကြတော့မိုးရွာနေတဲ့အချိန်မှာတွေ့ခဲ့ဒီထဲမှာလည်းကျွန်တော်တို့ဒီအားလုံးကြိုက်တဲ့ကိုရဲလေးရဲ့တချင်လေးလည်းပြန်ပြီးတော့ new version နဲ့သုံးထားသေးရပေါ့เนาะအားကြောင့်မလို့စကားလေးထွက်လာလို့ရှိရင်တော့သဘောကျကြမယ်လို့တော့ထင်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်မြုပ်ထားတာပေါ့เนาะအဓိကတိတ်တာမှာအဲစနေနေ့ည9:00နာရီမှာတင်ပါပေါ့เนาะဒီမှာဟုတ်မင်းသမီးရေးကြည့်ပါဦး အဲ့ဒါတော့ IC production ရပဲတို့ရရွှေချင်တာပါဆုံဆုံငန်းတွေဟုတ်အဲ့ဒါလေးတော့အမတ်တရားလေးအာအမတ်တရားကြီးကတော့အများကြီးရှိပါတယ်ကျွန်တော်ဘယ်လိုပြောရမလဲအားလုံးတွေကကိုယ့်စီနီယာတွေပဲဖြစ်တာဟုတ်ဖြစ်တဲ့ကိုလည်းကျွန်တော်ဘက်ကနေပြီးတော့အများကြီးပဲကြိုးစားထားတာပေါ့အဲ့လောက်ပါပဲဟုတ်ခုနပြောလို့ပြောတော့ကျွန်တော်ဆိုရင်စိတ်ကိုအဲ့လိုကိုယ်စိတ်ကိုကိုမနိုင်ဘူးညာသေးတာအဲ့လိုပြန်ပြန်လာဖို့လမ်းပြောက်လမ်းပြောက်နေတာတော့တခုစမယ်ဆိုရင်စမယ်ဖတ်စတက်မှာတင့်နေအောင်ရှိရပါတော့ အဲဒီကျွန်တော်တို့ study အများကြီးထဲမှာဒီ first step ကအနေနဲ့အခက်ခဲဆုံးဆိုတော့ तू ကဒီနေ့ရုပ်ရှင်ကကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေ तू first step ကိုစခံလာပြီဆိုတော့ဘယ်လိုမှ easy going ဖြစ်တော့မှာပါကြာအဲ့ဒါပဲအဲ့ဒါလေးအားပေးချင်အဓိကဆက်လက်ဘယ်လို present feedback လိုပဲလာလာပါဘယ်လောက်ခဲ့တယ်ပါဒီလာငါလောက်ခဲ့လိုက် ဒီကကြတော့အဲ့လိုမျိုးဘယ်လိုပြောမပိုင်ဆိုင်ရလဲချစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုဟောသူကလည်းချစ်လဲချစ်နေရကျွန်တော်ကျွန်တော်တို့ဟိုအချိန်တွေမှာအဲ့လိုမျိုးဘယ်လိုပြောရမလဲသဘောကျပေမဲ့အဲ့လိုဝေးရမှာဆိုလို့ခွင့်မပြောရတဲ့အချိန်တွေအများကြီးရှိရဗျာအဲ့သူလည်းမသိလည်းမသိဘူးဒါပေမဲ့အဲ့ဇလန်လေးကိုဒီထဲမှာထည့်ထားတာကောင်မလေးလုံးဝမခွင့်ပြောပါဘူးဒါပေမဲ့ကျွန်တော်သဘောကျတယ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဓိက chapter ကတော့တွေ့ဆုံခြင်းနေတာကန့်သက်ချက်မရှိခင်ကိုပြန်ဆောင်နိုင်ပါအောင်လားချယ်